ွဲသတင်းနဲ့ပတ်သက်ပြီးတော့အခုလိုပြပြလိုက်တဲ့ကြောဆောင်ဝင်ပြည်သူအားလုံးပဲမင်္ဂလာပါရှင့် လူငယ်ကစားသမားလေးကျော်စောင်းဝင်းကတော့သူ့အနေနဲ့ပွဲကစားခြင်းတွေဖြစ်တဲ့အကြောင်းသူ့ရဲ့အခုလာမဲ့ပွဲမှာအကောင်းဆုံးပုံစံမျိုးနဲ့ကြိုးစားပြီးတော့ရှင်မြန်ကစားသွားမယ်ဆိုပြီးတော့ပြပြလာခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့ကျော်စောင်းဝင်းက Fedex General တက်ပြီးတော့မွေ Chinese နစ်တွေကိုစနစ်တကျလေ့ကျင့်သင်ကြားနေတာပရိသတ်တွေလည်းတွေ့မြင်မှာဖြစ်ပါတယ်။မကြသေးမီအချိန်မှာတော့ကျော်စောင်းဝင်းရဲ့ပွဲတွေကိုမြင့်တွေ့အားပေးလာကြရတော့မှာဖြစ်ပါတယ်။အခုဆိုရင်တော့ပွဲတွေဝင်နေတာကြားပြီးဖြစ်တဲ့ကျော်စောင်းဝင်းကဒီကနေ့မှာပွဲတွေကိုကစားခြင်းတွေပြီးဆိုတဲ့အကြောင်းကိုပရိသတ်တွေသိအောင်လို့ပြပြလာခဲ့ပါတယ်။ bye. မွေတိုင်းနစ်နှစ်ပိုင်းကိုပို့ပြီးတော့စူးစမ်းတင်ယူနေတဲ့ကျော်ဇော်ဝင်းကပြည်သူတွေရဲ့အရှိကိုအကောင်းဆုံးပုံစံနဲ့ပြန်လာကျင်းနေခဲ့ပါတယ်။ဒါကြောင့် clinic ပိုင်းကိုဆွန်ရက်နဲ့အတူတူပို့တွေ့လေ့ကျင့်ပြင်ဆင်နေပြီးဖြစ်တော့ Stanford test နဲ့လည်းအနီးကပ်လေ့ကျင့်ပြင်ဆင်မှုတွေပြုလုပ်နေတာကိုတွေ့ရပါတယ်။မကြာမီမှာတော့လူငယ်ကစားသမားလေးကျော်ဇော်ဝင်းရဲ့ရှင်မြိုင်ထိုးသံမှုတွေကိုပြည်သူတွေက1နှစ်စင်မြင့်ချက်မှမြင်တွေ့အားပေးလာကြရတော့မှာဖြစ်ပါတယ်။အခုလက်ရှိမှာတော့ကျော်ဇော်ဝင်းကချီကန်ချက်တွေကိုစနစ်တကျစူးစမ်းလေ့ကျင့်ပြင်ဆင်နေပြီးဖြစ်ပါတယ်။ဒါကြောင့်လည်းကျော်ဇော်ဝင်းရဲ့တိုးတက်လာမှုတွေကိုပြည်သူတွေတွေ့ ရာမှာဖြစ်ပါတယ်။နဂရကလည်းကျော်ဇော်ဝင်းကိုဟောက်ကွက်ဒီလိုအပ်ချက်တွေကိုစစ်ရှိရှိနဲ့လေ့ကျင့်ပြသပေးနေတာကိုတွေ့မြင်မှာဖြစ်ပါတယ်။အဲ့ဒီပုံမှာလည်းပြည်သူတွေကကျော်ဇော်ဝင်းအတွက်ကျင်းနဲ့အားပေးနေကြပါတယ်။အခုဆိုရင်တော့ကျော်ဇော်ဝင်းက FedEx ဂျင်းနဲ့စာချုပ်ချုပ်ဆိုလိုက်ပြီးဖြစ်ပြီးတော့ဝမ်ချမ်ပီယံရှစ်တဲ့ပွဲသတင်းတွေကိုမကြမီကြားရလာတော့မှာဖြစ်ပါတယ်။လူငယ်ကစားသမားလေးကျော်ဇော်ဝင်းကတော့65ကီလိုအထိအဝေးချထိုးတက်မယ်လို့လည်းအသိပေးထားပါတယ်နော်။ FedEx ဂျင်းကလည်း ဆွနပွဲပြီးမှကြိုဆောင်ဝင်ရောက်ပွဲကိုတွေ့ရှိလာဖို့ရှိတယ်ဆိုပြီးတော့လည်းအတိပေးကြေညာချတာကိုတွေ့ရပါတယ်။ဘယ်အချိန်လောက်ပွဲကိုစတင်လက်ခံပြီးတော့ရှင်းပြကစားလာမလဲဆိုတာကိုတော့စောင့်ကြည့်သွားကြရမှာပါရှင်။ကြိုဆောင်ဝင်ကတော့တလန်းရှောက်ဖွေကြိုးစားနေတဲ့လူငယ်လေးတယောက်ဖြစ်ပြီးတော့လာမယ့်ပွဲအတွက်ကိုလည်းအကောင်းဆုံးပြင်ဆင်လာမယ်ဆိုတာကတော့သိကြနေပါတယ်။ကြိုဆောင်ဝင်ကဖက်ဒက်ဂျင်နဲ့စာချုပ်ချုပ်ဆိုလိုက်တဲ့အပေါ်မှာလည်းခုလိုပြပြခဲ့ပါတယ်။ကြိုဆောင်ဝင်ကကျွန်တော်ကတော့အခုလိုဖက်ဒက်ဂျင်နဲ့လက်ကျွဲပြီးတဲ့နောက်ပိုင်းအကောင်းဆုံးကြိုးစားသွားမှာပါ။ပြည်သက်တွေအတွက်လည်းအကောင်းဆုံးလုပ်ပြနိုင်ဖို့အစွမ်းကုန်ကြိုးစားပြင်ဆင်သွားမယ်။ အကောင်းဆုံးပုံစံမျိုးနဲ့ပြည်သက်တွေရဲ့ရှိကိုပြန်လာခဲ့ပါမယ်ဆိုပြီးတော့ကျော်ဇွန်ဝင်းကပြောပြခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့ကျော်ဇွန်ဝင်းကလာမယ့်သူ့ရဲ့ပွဲအတွက်အစင်းသစ်ဖြစ်အောင်စူးစမ်းပြင်ဆင်နေပြီဖြစ်ပါတယ်။ပြည်သက်ကြီးလည်း Fedex ဂျင်မှာအကောင်းဆုံးစူးစမ်းနေတဲ့ကျော်ဇွန်ဝင်းအတွက် Abyss Gallery တီကိုကိုမမရေးသွားပေးခဲ့ကြပါဦး။အခုလာမယ့်ပွဲမှာဆိုရင်ရောကျော်ဇွန်ဝင်းကဘလိုဖိုင်တာမျိုးနဲ့ထိုးသက်သွားရမလဲဆိုတော့ပြည်သက်တို့ခံမှန်းထားတာလေးရှိတယ်ဆိုရင်လည်းပြောသွားပြလို့ရပါတယ်နော်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။